တရားချမ်းကြောင့်မာဒီနက်ကအွန်နာနာထက်ပိုဆိုးတဲ့ကုသမဆိုတာတက်တည်ထူနေတယ်။ပရိသတ်များလုံးဝမင်းလာများမန်ချက်စတာဖောင်းဆောင်ကနေအားလုံးကိုပြောင်းလဲကြိုလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အသင်းအားကုသမဖြစ်သူအွန်နာနာထွက်ခွာရင်ဗီလာအသင်းရဲ့အာဂျင်တီးနားကုသမဖြစ်သူအီမီမာတီးနက်နဲ့အစားထိုးချင်နေပါရင်ဒီတွက်လဲယူနိုက်တက်ဟာမာဒီနက်ရဲ့တာဝန်ရှိသူတွေနဲ့ဆွေးနွေးမှုတွေဆက်သွယ်မှုတွေပြုလုပ်ထားခဲ့တာပါ။ယူနိုက်တက်ပရိသတ်တွေကလည်းမာဒီနက်မှမာဒီနက်ဖြစ်နေကြတာပါ။မာဒီနက်ကိုကြိုက်လို့ဆိုတာတန်း အွန်နနာကိုအတင်းမှာမမြင်တွေ့ကျင်ကြတာကြောင့်လည်းပြောနိုင်ပါတယ်။လက်ရှိမှာတော့အွန်နနာကလည်းအတင်းကနေထွက်ခွာဖို့အစီအစဉ်မရှိသေးလို့ United ဘက်ကလည်းမာဒီနက်အတွက်တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ရသေးပါဘူး။ United ကအွန်နနာရဲ့နေရာကိုအဆင်ပြေတင်ဖို့အတွက်မာဒီနက်ကိုခေါ်ယူချင်နေတာပါ။ဒါပေမဲ့မာဒီနက်ကတကယ်ပဲအွန်နနာထက်ပိုကောင်းတဲ့ကုသမလားဆိုတာကိုစမ်းစစ်ကြည့်ဖို့တော့လိုအပ်ပါတယ်။ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်ရဲ့အချက်အလက်တွေအရဆိုရင်တော့မာဒီနက်ကအွန်နနာထက်ပိုပြီးတော့တော့မှစိုးနေခဲ့ပါသေးတယ်။အချက်အလက်တွေရပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာကိုသမရဲ့အမားကနေပြိုင်ဘက်ကဂိုးပေါက်ကန်သွင်းမှုပြုလုပ်ရမှာအွန်နနာက၄ချိန်သာရှိခဲ့ပြီးမာဒီနက်က၆ချိန်လေးရှိနေခဲ့တာပါ။နောက်ထပ်တစ်ချက်က ်ကတော့ဘောပေါက်ကောက်ွဲမှုအပိုင်းမှာအော်ဒနာကပို့ပြီးတော့တာလွန်ခဲ့တယ်လို့ပေးခွင့်မရှိကလင်းရှိပွဲကလည်းအော်ဒနာကပို့များနေခဲ့တာပါဒါကြောင့်မို့လို့အချက်လက်တွေရတော့အော်ဒနာကတော့မာဒီနက်အချက်ပို့ကောင်းနေခဲ့တာပါဒါကတော့အချက်လက်ပိုင်းနဲ့နိုင်ချင်းကြည်လာဖြစ်ပြီးတော့တခြားအရာတွေမှာလည်းမာဒီနက်ကပို့ကောင်းတာတွေတွေ့ရပါတယ်ပနတီကောက်ွဲတာတွေပေမဲ့ကိုမိုင်းကင်းကစားတာတွေမှာတော့မာဒီနက်ကပို့ကောင်းနေခဲ့ပါတယ်ဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားပွဲအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ